အများပိုင်းရန်လိုင်းစနစ်အသည့်ပြေဆွဲနေတဲ့အချိန်နဲ့တစ်ချိန်တည်းမှာပဲခီးတွေအဆင်ပြေစေဖို့မြမမီးရထားကလည်းမြို့ပတ်ရထားလိုင်းနှစ်လိုင်းတိုးချက်ပြေဆွဲပေးနေပါတယ်။စိုးယူစွာတည်င်းပေးပို့ထားပါတယ်ရှင်။ကျန်သူမျိုးတော်အတွင်းမော်တော်ယာဉ်လိုင်းတွေပြင်ဆင်ပြောင်းလဲခဲ့တဲ့အချိန်မှာအခက်အခဲရှိတဲ့ခီးတဲ့တွေအနေနဲ့ရထားဘက်ကိုပြောင်းလဲဆင်းနေလာတာကိုတွေ့ရပါဗျ။ ဒါကြောင့်မူလပြည့်စွဲနေတဲ့ယထာစီရီထက်အထူးယထာနစီထက်မှန်ပြည့်စွဲခဲ့ရတယ်လို့မြမမီယထာဌာနကပြောပါဗျ။အဲလက်ရှိကတော့ကျွန်တော်တို့ကဟိုမနေ့ကလည်းအင်းစင်ရနေပြီးတော့မှရန်ကုန်ဘက်ကိုလာမဲ့ခီးတယ်ဥယျာဉ်ပေါ့နော်။ခီးတယ်ကများပြားတဲ့အတွက်မနေ့ကလည်းတဆိုင်ကျွန်တော်တို့စီစဉ်ပေးခဲ့ပါတယ်။အခုညနေပိုင်းကလည်းဒီရန်ကုန်ဘူရာကြီးကနေပြီးတော့မှဒါတွေ့တဲ့အတိုင်းပဲလေမြင်တဲ့အတိုင်းပဲတပွဲပွဲနဲ့ရောက်လာတာပေါ့နော်။အဲ့တော့ဒီခီးတယ်တွေများတဲ့အတွက်ကျွန်တော်မင်္ဂလာတုံမဲ့ချမ်းကိုသူရထားတစီ

။ရပြလာတဲ့ခီးတဲ့တွေအတွက်လုံခြုံရေးကိုလည်းပို့ပြီးလှုပ်ဆောင်နေပါဗျာ။အထားတွေမှာညာပိုင်းဆိုတော့ညာပိုင်းဆိုတော့ဒီလိုတွဲအဲမီးတွေရရှိအောင်စီစဉ်ဆောင်ရွက်ပေးတယ်။အဲ့ဒါပြင်ကိုကျွန်တော်တို့ကရထားလိုက်ရဲတပ်ဖွဲ့မီးသားရဲတပ်ဖွဲ့ပေါ့နော်။သူတို့ဘက်ကလည်းယထာအစီတိုင်းအစီတိုင်းမှာကျွန်တော်တို့လူမျိုးရေးအပြည့်ပါရှိအောင်ကျွန်တော်စီမံဆောင်ရွက်ပေးထားပါတယ်။မြမမိယထာအနေနဲ့ RPE တွဲဆိုင်17ဆိုင်၊ယထာကြီးတွဲဆိုင်12ဆိုင်၊စုစုပေါင်း23ဆိုင်နဲ့တနေ့ကိုအခောက်ရေ215ခောက်ပုံမှန်ပြည့်စွဲပေးနေတာပါ။ ခီးသည်ရဲ့အခက်ခဲတွေကြောင့်မနေ့ပိုင်းရုံတက်ချိန်ကိုအင်းစိန်မရန်ကုန်နဲ့ညနေရုံစင်းချိန်ကိုရန်ကုန်မှမင်္ဂလာတောင်ဘက်ကိုအထူးရထားနှစ်စီးပြေးဆွဲပေးခဲ့တာပါ။ကျွန်မဆုံးကြပါရှင့်။